ပရိသတ်များအားလုံးပဲမင်္ဂလာပါ Glassy Movie Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါစီဒီနေ့ကျွန်တော် Channel ကနေပြီးတော့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ Daddy Ben Make Me Do This ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ခင်ဗျဒီဇာတ်ကားဆိုလို့ရှိရင် The Conjuring Series ရဲ့တတိယမြောက်ဇာတ်ကားဖြစ်ပြီးတော့အရင်ဇာတ်ကားရင်းနဲ့မတူတဲ့ဇာတ်ရင်းအသစ်နဲ့လာလာကိုတွေ့ရှိရပါတယ်ဒီတကားမှာတော့ ED နဲ့ Lorraine Warren တို့ဟာတရေတစီရင်နဲ့တိုက်ခတ်ယုံနေမဟုတ်တော့ဘဲနဲ့တရားရုံးမှာလည်းပဲလူတယောက်ရဲ့အပြစ်ကင်းမှုကိုတသက်သေပြဖို့အတွက်တိုက်ပွဲဝင်ရပါသေးတယ် ။ဇလန်ချင်းနှစ်ကိုပြောရမယ်ဆိုရင်တော့1981ခုနှစ်မှာအာနဲချီယန်နီဂျွန်ဆန်ဆိုတဲ့လူငယ်တယောက်ဟာသူ့ရဲ့အင်ရှင်ကိုတက်ဖြတ်ခဲ့ပါတယ်။တရားဥပမာတော့အာနဲဟာသူကစိတ်ဝိညာဉ်ဆိုးတစ်ခုပူးကပ်လို့ဒီလိုလုပ်ခဲ့ရတာပါလို့ထပ်ဆိုခဲ့ပါတယ်။အီဒီနဲ့လော်ရင်းတို့ကလည်းအာနဲကိုကူညီဖို့တက်စူးစမ်းကြပြီးတော့သူရဲ့စုံစမ်းစစ်ဆေးမှုတွေကနေတစဉ်နက်ဆိုးတွေနဲ့မော်စီယာရင်းနဲ့ပတ်သက်တဲ့နည်းနည်းလှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ပြီးတော့ဒီစကားကအရင်တုန်းကတက်ကူညီရေးစကားရည်နဲ့မတူဘဲနဲ့ ဒီတစ်ခါမှာဆိုရင်တော့တရားရုံးဒရမာနဲ့ထိတ်လန့်စရာဇက်ကွက်တွေကိုပေါင်းဆက်ပေးထားပါရီဒါတော့ The Conjuring ကိုစောင့်နေကြမဲ့ပရိသတ်တွေအတွက်အသက်ဆန်းဖြစ်စီပါရီ The Conjuring series ရဲ့ထုံးစံနိုင်မဲ့ဒီဇာကားမှာဆိုလို့ရှိရင်ကြောက်စရာကောင်းတဲ့ဇက်ကွက်တွေအများကြီးပါဝင်ပါရီနဆိုးရီဝိညာဉ်ဆိုးရီနဲ့ပတ်သက်တဲ့ဇဝင်ကန်းတွေကပရိသတ်တွေကိုတုံလို့ခြောက်ချားစီမှာတော့ထည့်ပြောစရာတော့လုံးဝမထင်ပါဘူးခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်တော့ The Conjuring The Devil Made Me Do It ဆိုလို့ရှိရင်တော့ The Conjuring series ရဲ့ပရိသတ်တွေကြီးစုသေးတဲ့ဇာကားတကားပဲဖြစ်ပါရီခင်ဗျာ ဒီဇလန်ဆိုလို့ရှိရင် rating နေနဲ့ INTP မှာလည်း7.3နဲ့ Rotten Tomato Credit Score နေနဲ့55ရာခိုင်နှုန်းတွေရရှိထားပြီးတော့ Rotten Tomato Audience Score နေနဲ့ကတော့83ရာခိုင်နှုန်းတွေရရှိထားပါတယ်။ဟာဒီလိုကညှိုးလာကြည်လားလို့ထင်နေရင်တော့ညှိုးတဲ့လူကပဲပိုလာလားဇကားပဲတကယ်ပဲကောင်းလာလားဆိုတာသိရအောင်လို့အဆုံးထိသာကြည်သွားကြပါလို့ပြောလိုက်ပြရစီတော့ခင်ဗျာ။ကဲဆိုတော့ကျွန်တော်တို့ရဲ့အစင်လာမပြတ်တဲ့မင်္ဂလာ recap လေးကိုစလိုက်ရအောင်ပါ။ကျွန်တော်က GM ကရှိန်းသူပဲဖြစ်ပါရီး ဒီတစ်ခါဇက်လန်းကိုတော့1982ခုနှစ်ဇူလိုင်လ18ရက်နေ့မှာစတင်ခဲ့ပါရီ။အန်နယ်လော်ရင်းကအဲ့ဒီ1982ခုနှစ်ဇူလိုင်လ18ရက်နေ့မှာဒေးဗစ်ဆိုတဲ့ကလေးငယ်စီမှာပိုးကပ်နေတဲ့မိစ္ဆာကိုနှင်ထုတ်ပေးခဲ့ရတာဖြစ်ပါရီ။ဒေးဗစ်ကရှင်းနေရွယ်ကလေးငယ်တူဖြစ်ပြီးတော့မိခင်ရဲ့ရင်ငွေနှဲကနေဖုန်းတော်ကြီးရွတ်ဆုံနေတဲ့ဖရဲသခင်ဖုန်းတော်ဘွဲတွေကိုနားထောင်နေပါရီ။ဖုန်းတော်ကြီးတွေကဖုန်းတော်ဘွဲတွေကိုအချင်းကြကြရွတ်ဆိုပြီးမှခဏတာရန်နာလိုက်ကြပါရီ။တခုခုစဉ်းစားနေသလိုတွေ့ဝင်နေတဲ့အက်ကိုလော်ရင်းက OK လားလို့မေးလိုက်ပါရီ အက်ကတကယ်တော့ဒီလိုဖြစ်ရမျိုးကြုံခဲ့ဘူးသလားလို့ပြန်တွေးနေရပဲဖြစ်ပါရီအာနီယာတို့အိပ်ပျော်နေတဲ့ဒေးဗစ်ကိုပွေချီကအိယာစီကိုခေါ်သွားပါရီအာနီယာဒေးဗစ်ကိုတတိရှိဖို့နဲ့တတိရှိရဆိုတာဟာမယူးရဲ့ဆန်ဆန်မကြောက်တာကိုဆိုလိုတာမဟုတ်ကြောင်းတတိရှိရဆိုတာကအเจ้าနေလျက်နဲ့အားတင်းထားတာကိုဆိုလိုတာဖြစ်ကြောင်းအားပေးနေပါရီဒေးဗစ်ကလည်းသူမကိုလက်ထပ်ဖို့တတိမရှိသေးတာလားလို့အန်နီကိုပြန်ပြီးတော့မေးပါရီမကြောက်ခင်မှာပဲဒေးဗစ်တို့ရဲ့အိမ်ရှိကိုရဲကားတစ်စီးကရောက်ရှိလာပြီးတော့ဖာသာဂိုရန်ကလည်းရောက်ရှိလာခဲ့ပါရီ အေးရဲမှာတယောက်တည်းကြံရင်နေတဲ့ဒေးဗစ်ကတကားခောက်တန်တဲ့ဒရုန်းလုံးအတန်ကြီးကြောင့်မလို့ရေချိုးကန်းတွေဝင်သွားခဲ့ပါ ರಿ ။ဒေးဗစ်ကရေချိုးကန်းတွေကိုရောက်တဲ့အခါမှာတော့ရေချိုးကန်းတကားကဝုန်းနဲ့ပိတ်သွားခဲ့ပါ ರಿ ။ဒေးဗစ်ကထိတ်လန့်တုန်လုံးနေပြီးရေချိုးကန်းတွေကိုဝင်ထိုင်လိုက်ကလိုက်ကောက်ဆွဲထားလိုက်ပါ ರಿ ။အပေါ်ရက်ကအတန်အောင်ကြားတာကြောင့်မလို့မော့ကြည့်တဲ့အခါမှာတော့လက်မမေးကြီးကကလကားတန်းကိုခိုထားတွေ့လိုက်ရပါ ರಿ ။ရေချိုးကန်းဘေးကရေပါခလုတ်တွေကလည်းအလိုလိုနေပွင့်လာကဘုံနဲ့ပန်းထွက်လာတဲ့သွေးလိုမျိုးနီနီရဲ့အရေးတွေကြောင့်မလို့ဒေးဗစ်ကလန့်ပြီးတော့អော်လိုက်ပါ ರಿ ။ အဲ့ဒီအော်တန်ကြောင့်မလို့ဒက်တိုနဲ့ဒေးဗစ်ရဲ့မိဘတွေဟာရေချိုးခန်းတွေကိုရောက်လာတာဖြစ်ပါ ರೀ အဲ့ဒီအော်တန်ကြောင့်မလို့အန်နဲ့ဒေးဗစ်ရဲ့မိဘတွေဟာရေချိုးခန်းတွေကိုရောက်လာကြပါ ರೀ ဒေးဗစ်ဟာအကြောင်းမဲ့ဖွဲ့အော်တန်နဲ့အတူတူဖားခင်ဖြစ်သူရဲ့ပေါင်ကိုဓာတ်နဲ့ပြေးထိုးလိုက်ပါ ರೀ ကျွန်တော်တို့နဲ့ရဲကြီးနေတဲ့ဖာသာကိုတော့အက်ကဒေးဗစ်ကိုဖခင်เจ้าကိုချက်ချင်းခေါ်သွားဖို့ပြောကဒေးဗစ်ကိုအတင်ပွေးချီပြီးတော့အောက်ထပ်ကိုပြေးရှင်းသွားပါ ರೀ ဒေးဗစ်ကတော့အောက်ကိုမလိုက်ချင်မင်းနဲ့လမ်းမှာရှိသမျှပစ္စည်းတွေကိုဆွဲချနေပါ ರೀ လေကားနေရာတစ်လျှောက်မှာတော့ကုတ်ချီယာရီနဲ့ကြံရင်နေခဲ့ပါ ರೀ အဟားဒေးဗစ်ကိုစပွဲတစ်ခုပေါ်မှာပက်လက်လန်ပြီးတော့အာနီနဲ့တူတူတခြားသူတွေကပါဝိုင်းပြီးတော့ချုံတောင်ထားကြပါလေ။ဖာသာနဲ့လိုရင်းကလည်းကျန်းစာတွေကမိစာအနေနဲ့ဂါရာတွေကိုရွတ်ဖက်နေကြပါပြီ။အတင်းရောက်နေတဲ့မီဒီယာသမားကတော့ဒီဖြစ်ရပ်တွေကိုမှတ်တမ်းတင်နေပါလေ။ဒေးဗစ်ကိုဖိထားတဲ့လိုရင်းကအာယုံတစ်ခုကိုခံစားမိသွားပါလေ။ဖာသာကပရိရင်နဲ့ပတ်တာကြောင့်မလို့ဒေးဗစ်ကပူလောင်ကအော်ဟစ်ပြီးတော့ပက်လက်အနေထားနဲ့ခန္ဓာကိုယ်ပြောင်းပြန်ရင်ဖြစ်ကာကုန်းထလိုက်ပါလေ။အခန်းထဲကပကံများပြီးနေရန်ကပစ္စည်းတွေရှိသမျှအရာတွေဟာဒဇုံတယောက်ကပြက်ပေါက်နေသလိုမျိုး သူတို့ရှိရာစီးကိုလွင့်မြန်လာနေကြပါ रे ဒေးဗစ်ကတော့လူကြီးတယောက်ရဲ့အော်တန်လိုမျိုးအော်ဟက်ကတွန့်လင်ကောက်ကွေးပြီးတော့ပလက်ကြီးကုန်းထနေပါ रे အာနေကပူကတဲ့တရေကိုဆဲဆူနေရကြမလို့ပို့ပြီးတော့စိုးသွားလိမ့်မယ်ဆိုပြီးတော့အက်ကတားဆီးနေရပါ रे အဲ့ရဲ့စကားမဆုံးခင်မှာပဲဒေးဗစ်ကအာနေကိုလက်ပြန်ရိုက်ထုတ်လိုက်ပါ रे ကလေးတယောက်ဖြစ်တဲ့ဒေးဗစ်ရဲ့လက်ပြန်ရိုက်ချက်ကအာနေကိုနေရန်ဘက်ထိလွင့်ထွက်သွားစေခဲ့ပါ रे အာနီတယောက်ကတော့လွင်ထွက်သွားတာကြောင့်မလို့အချုံနောင်ကလွတ်သွားတဲ့ဒေးဗစ်ကအက်ကိုခုံခွာလိုက်ပြီးတော့နှလုံးတစ်တဲကိုထူးရိုက်ပြီးအဲ့ရဲ့နှလုံးသားကိုရက်ပစ်မယ်လို့လည်းအော်နေပါရီအာနီကဒေးဗစ်ကိုဖမ်းချုပ်ကာသူ့ရဲ့မျက်လုံးတွေကိုတေးတေးချာချာကြည့်ဖို့တက်ပြောပါရီအဲ့နောက်မှာတော့အာနီကဒေးဗစ်ကိုလွတ်ပေးဖို့နဲ့ခန္ဓာကိုယ်လိုချင်နေဆိုလို့ရှိရင်တော့သူ့ရဲ့ခန္ဓာကိုယ်ယူဖို့ပြောတဲ့ခါမှာဒေးဗစ်ကငြိမ်ကျသွားပြီးတော့အာနီဂျိုဆင်းရဲ့မျက်လုံးတွေကတော့ပုံစံတစ်မျိုးပြောင်းလဲသွားပါရီအက်ကတော့အသက်ရှူတာခက်ခဲနေပါရီလော်ရင်ရဲ့စိတ်ဝိညာဉ်ကလည်းတခြားတနေရာကိုရောက်နေရာကနေပြီးတော့သတိပြန်လဲရလာပြီး ဝမ်းနဲ့နိုင်ကိုဖုံးဆက်ပေးဖို့ပြောကအဲ့ရဲ့အနောက်ရောက်လာခဲ့ပါတယ်။ဇေယုန်ထဲမှာတော့အကြီးအကျယ်နှလုံးဖောက်ကနှလုံးပြုံတောက်ထောက်လိုက်ရတဲ့အန်နာအတွက်သူ့ရဲ့မိသားစုကစိုးရိမ်နေပါတယ်။ဆီယောင်ဝင်းရဲ့ပြောပြချက်အရာအက်ဟာပုံမှန်အခြေအနေကိုပြန်ရောက်နိုင်မှာလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ကြောင်းလော်ရင်းကသိရှိလိုက်ရပါတယ်။အာနီကတော့ညာဘက်ဒီမှာကောင်းကောင်းမအိပ်ဆက်ရတာကြားတာကြောင့်မျက်တွင်းတွေကြာနေပါတယ်။သူ့ကိုလွတ်ပေးပြီးတော့ငါ့ကိုယူဆိုရဲသူပြောခဲ့တဲ့စကားအတန်ကြီးကိုပဲပဲ့တင်တယ်လို့မျိုးပြန်ပြန်ချားနေရပါတယ် မကြခင်မှာပဲဒေးဗီရဲ့အမဖြစ်သူဒက်ဘီကအာနီကိုလာနိုးပါရီဒက်ဘီကသွားမတက်ရသေးပဲလဲနေတဲ့အာနီကိုနမ်းလိုက်ပါရီအာနီကတော့ဒီမီသားစုကနေထွက်သွားကြဖို့အတွက်ဒက်ဘီကိုစီးယုံနေပေမဲ့ဒက်ဘီကပတ်စံအင်အားနည်းပါးတာကတကြောင်မိသားစုဘောတန်ရုံးစဉ်ကြီးနေတာကတကြောင်စသဖြင့်အကြောင်းပြပြီးတော့ငင်းဆန်နေပါရီမိသားစုရဲ့စားတော့ပွဲကိုလှုပ်ကြဖို့ပြင်ဆင်နေနေအာနီကသူ့မောက်ကိုလက်ထက်ခွင့်တောင်းနေတဲ့အကြောင်းဒက်ဘီကသူ့မိုက်မိကွန်ပြောပြပါရီဒက်ဘီကအာနီကိုအသားပန်းသွားယူပေးဖို့ပြောတာကြောင့်မလို့အသားပန်းသွားယူပေးတဲ့အာနီဟာ ိမ်ထဲမှာဖြစ်နေတဲ့ထူးခြားဖြစ်စဉ်တွေကိုတွေ့နေရပါတယ်။စိန်မောမဟုတ်ဘူးကလူမရှိဘဲနဲ့လူတယောက်ကအောက်ကိုပြေးချလိုက်တယ်လို့မျိုးပြုတ်ကျသွားတာကိုအာနီကမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။အာနီကအဲ့ဒါကိုသွားကြည့်တဲ့အခါမှာတော့မဟုတ်ဘူးရဲ့ကြွက်တကောင်ထွက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်။အာနီကကြောဝင်ပြေးသွားတဲ့နိုင်ငံကအပေါက်ထဲကိုချောင်းကြည့်လိုက်ပါတယ်။အနောက်ကိုပြန်ပြီးတော့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကောင်လေးတယောက်ကတက်ခွာပြီးတော့ဖမ်းချုပ်လိုက်တယ်လို့မြင်လိုက်ရအောင်လို့အာနီကတွန်းဖိနေလေးကြာသွားပါတယ်။ အပိုင်းနဲ့မှာတော့ငါအိမ်ကနေထွက်သွားတဲ့ဂျူဒီကိုပြန်တွေ့ရတာဝမ်းသာကြောင်ပြောရင်းနဲ့ father ကဆေးရုံကလော်ရင်းတို့စီကိုရောက်လာပါတယ်။လော်ရင်းကသူမနဲ့အက်ဟာအထက်တန်းကျောင်းမှာစားတွေ့ခဲ့တာဖြစ်ကြောင်း father ကိုပြောပြနေပါတယ်။လော်ရင်းနဲ့တငယ်ချင်းတွေကမကြာခဏရုပ်ရှင်သွားကြည့်တတ်တာကြောင့်မလို့ရုပ်ရှင်ဝန်ထမ်းဖြစ်တဲ့အန်နဲ့စားတင်ပြီးတော့တွေ့ဆုံခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။တကယ်မှာအန်နဲ့လော်ရင်းဟာရေခဲကြောင်သွားဆုပ်ကြရင်နဲ့မိုးရေရွာလာကြောင်မလို့ဘန်းညံတွေကအင်္ဂလိပ်လုံးထဲမှာမိုးတိတိတိစောင့်ခဲ့ကြတယ်လို့လော်ရင်းကပြောပြပါတယ်။ အရင်ကနေပြီးတော့အခုနှစ်30ကျော်တည်းအထိတယောက်ကိုတယောက်ယူမသွားကြတာဟာချက်ချင်းမြတ်တာလို့ယုံကြည်ကြောင်းလော်ရင်းကအဲ့ရဲ့လက်ကိုကိုင်းနဲ့ဖာသားကိုပြောပြပါရီရည်စားမထားဘူးတဲ့ FA ဖာသားကတော့လော်ရင်းရဲ့ပြောပြချက်တွေကိုစိတ်ဖြေကနားထောင်နေရပါရီလော်ရင်းကအရင်နေရာကိုပြန်သွားလို့ရပါမယ်သူမတက်မတ်ထားတဲ့အိမ်ဆိုတဲ့နေရာကအဲ့နဲ့အတူတူရှိတဲ့နေရာသားဖြစ်ကြောင်းပြောပြပါရီနောက်တစ်နေ့မှာတော့အာနေဟာတိပင်းမော်ကိုတက်ပြီးတိပင်းဖြတ်ဖို့လွှားဆက်ကိုနှိုးနေရလွှားဆက်ကနိုးမလာဘဲနဲ့နောက်ဖက်ကအတန်းကြောင်းလှည့်ကြည့်တော့မှပဲ လွားစက်ကမနှိုးရပဲထပြီးတော့လေလာကြမလို့လန့်ပြီးတော့ပြစ်ချလိုက်ရပါတယ်။အာနီကခွေးကုံတဲ့တငယ်ချင်းဘရူနိုစီမှာခွေးထိန်တဲ့အလုပ်ကိုလုပ်နေတဲ့ဒက်ဗီစီကိုရောက်သွားတဲ့အခါမှာတော့ဒက်ဗီကအာနီရဲ့အခြေအနေကိုမေးကြည့်လိုက်တဲ့အခါမှာစိတ်နေမကောင်းလို့အလုံးမသွားဖြစ်တဲ့အကြောင်းအာနီကပြောပြပါရီ။ဇေယုံမာကတော့အက်ကသတိပြန်လဲရရှိလာပြီးတော့ဂလင်စီမီသားစုကိုသတိပေးဖို့ပြောကာကောင်လေးကိုသူတို့ကရောက်သွားပြီလို့ပြောပါရီ။လော်ရင်ကဒေးဗစ်ဟာပုံမှန်အခြေအနေမှာရှိနေပြီဖြစ်တာအကြောင်းနဲ့မကောင်းဆိုးဝါးဟာလည်းထွက်သွားတာအကြောင်းမလို့စိတ်ပူစရာမလိုတော့ကြောင်းပြောပါရီ။ အကသူတို့ရသွားတာဟာဒေးဗစ်မဟုတ်ဘဲနဲ့အာနီကိုရသွားတာဖြစ်တယ်လို့ပြောပါရီအာနီတို့ဘက်မှာတော့အရင်မတော့ဖို့ငြင်းနေတဲ့အာနီကိုဘရူနိုကအရက်တွေအတင်းတိုက်နေရကြမလို့အာနီယာလိုအပ်တဲ့ပို့ပြီးတော့မူးနေရပါပြီလော်ရင်းဟာအာနီကိုစီတောင်တတိထားဖို့တတိပေးဖုန်းဆက်ခဲ့ပေမယ့်အာနီယာအိမ်မှာမရှိတာကြောင့်မလို့မစ်စကောဖြစ်သွားပါရီလော်ရင်းဟာရေစကောင်းဖုန်းဆက်ပြီးအာနီရဲ့လိပ်စာကိုပေးကာအဲ့ဒီလိပ်စာမှာမကြခင်ပြဿနာတစ်ခုခုဖြစ်နိုင်ကြောင်းပြောပြပါရီဘရူနိုရဲ့အိမ်မှာတော့ဒက်ဘီနဲ့တူတူကနေတဲ့ဘရူနိုကိုအာနီကမကောင်းဆိုးဝါးလို့မြင်ပြီးတော့တိုက်ခိုက်ရင်းနဲ့ဒက်ဘီကိုခေါ်ထုတ်သွားပါရီ အာနီယာဘရူနိုကိုမကောင်းဆိုးဝါးလို့မြင်ကထိုးသက်ခဲ့ပြီးတရီမရှိသူတယောက်လိုလမ်းမမှာရှောက်သွားနေပါ रे အဲချိန်မှာပဲရေကားတစ်စီးကရောက်လာပြီးတော့ယူအာအိုကေအာနီလို့မေးလိုက်ပါ रे အဲတော့မှအာနီယာတရီပြန်လဲဝင်လာပြီးတော့သူ့ကိုယ်သူပြန်လဲငုံကြည့်တဲ့အခါမှာတော့သူ့ရဲ့ဘေးနေရာကြောင့်မလို့သူဟာတယောက်ကိုတခုခုလှုပ်ခဲ့ပြီးဖြစ်ကြောင်းဝန်ခံလိုက်ပါ रे အလုံးနဲ့ညာရှင်းနိုင်တဲ့နေမှာတော့ခွေးထိန်မန်နေဂျာတယောက်ဟာထိုးသွင်းတန်ရာများစွာနဲ့တေဆုံးနေတာကြောင့်မလို့ရက်ွက်နေပြည်သူတွေဟာမြမပြီမာလိုပဲတတိမရှိကြပဲထိတ်လန့်နေကြကြောင်းကြီးညာလိုက်ပါ रे တရာ93နှစ်တွင်မှာပထမဆုံးအကြိမ်ရက်ဆက်တဲ့လူတက်မှုဖြစ်ပြီးခဏခဏဖြစ်နေရမဟုတ်တဲ့လူတက်မှုကြောင့်မလို့လူတွေဟာယုံမသွားဘဲနဲ့ထိလန့်နေရဖြစ်တယ်လို့လည်းကြေညာနေပါရီလုံရင်နဲ့အတူဟာအာနီကိုဘာသာရေးပစ္စည်းတွေယူလာပြီးတော့ကျန်းစာကိုလည်းဖတ်ခိုင်းခဲ့ပါရီအမျိုးမျိုးစစ်ဆေးခဲ့ပေမယ့်အေးစစ်ဆေးဖတ်ပြနေတာကြောင့်မလို့မကောင်းဆိုးဝါးပိုးကပ်ခြင်းမဟုတ်မှန်သိလိုက်ရကစဉ်းစားခံနေကြပါရီဒဗီကတော့သူဟာမျက်မြင်သက်သက်ဖြစ်ပြီးအိညာကဖြစ်ပြသမျှတွေဟာအာနီမဟုတ်ကြောင်းအာမခံနိုင်တယ်လို့ပြောပါရီ အာရီယာသူဟာဒေးဗစ်စီကနတ်ဆိုးကိုသူ့စီကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်မိခဲ့ကြောင်းဝန်ခံလိုက်ပါရီအဲ့နေလိုရင်းကတော့တရားသူကြီးနဲ့တွေ့ပြီးတော့အပြစ်လျှော့ဖို့ပေးဖို့အတွက်ရှောက်လဲချက်တွေပေးနေခဲ့ပါရီတရားသူကြီးကတော့ဂျူရီလူကြီးတွေရဲ့အရှိမဝဉ္ညင်ပူကတ်တာကြောင်းလို့ပြောပြလို့မရကြောင်းသတိပေးလိုက်ပါရီတရားသူကြီးကတရားရုံးဟာအာနီကိုတေးတန်ချမှတ်နိုင်ကြောင်းပြောပြပြီးအာနီကိုကာဝယ်ဖို့ကလော်ရင်းတို့ရဲ့တွေးရှိချက်အပေါ်မှာပဲမူတည်ကြောင်းပြောပြပါရီလော်ရင်းရဲ့အဟဟာအာနီမှာအပြစ်မရှိဘူးလို့ယုံကြည်ကြကြမလို့ရှောက်လွဲချက်တစ်ခုကိုဖန်တီးဖို့အတွက် အာနီနဲ့စတင်တွေ့ရှိခဲ့တဲ့1982ခုနှစ်ဇူလိုင်လ18ရက်ရက်ဒေးဗစ်တို့မိသားစုစီကိုပြန်လည်သွားခဲ့ပါရီအိမ်သက်ကိုပြောင်းလာတဲ့ဒေးဗစ်ဟာအိမ်ခန်းထဲကိုဝင်ပြီးတော့ရေမွေးရပေါ်မှာလှဲနေတော့မှာမွေးရအောက်မှာတယောက်ရှိနေတယ်လို့မျိုးခံစားလိုက်ရပါရီအဲ့ဒီအချိန်မှာပဲမွေးရဟာပေါက်ထွက်လာပြီးတော့အထဲကလက်တစ်ဖက်ကသူ့ကိုဆွဲကရေထဲကိုနှစ်ခေတယ်လို့ဒေးဗစ်ကလော်ရင်းတို့ကိုပြောပြပါရီအက်ကအေဂန်ချမ်းမီယာအခင်ကိုလှမ်းကြည့်တဲ့အခါမှာဆွေးနေတာကိုတွေ့ရကြအောင်မလို့မြေအောက်ခန်းမှာတခုခုရှိနေနိုင်ကြောင်ပြောကာ မြေအောက်ခန်းကိုစင်ကြပါရီအလုံးနဲ့မြေအောက်ခန်းထဲမှာတော့စေတံကိုးကွယ်သူတွေအသုံးပြုတဲ့ဒရိစံဦးကောင်းကုန်တခုကိုတွေ့လိုက်ရပါရီအဲ့ဒီမှာအက်ကစေတံဝိညာဉ်ပူကတ်ခံရသူတွေဟာတေးသွားမှသာဝိညာဉ်ဟာခွာသွားနိုင်မယ်လို့ပြောပါရီလော်ရီနဲ့အက်ကစေတံကိုးကွယ်သူတွေနဲ့ပတ်သက်ပြီးတော့အကျိုးအကြောင်းအသိရအဖိုးတစ်ယောက်စီမှာတွားရောက်မေးမြန်းခဲ့ပါရီအဲ့ဒီဘိုးကသူတို့နှစ်ယောက်ကိုစေတံကိုးကွယ်သူတွေအသုံးပြုတဲ့ပစ္စည်းတွေကိုတိမ်းဆဲထားတဲ့အခန်းထဲကိုခေါ်သွားခဲ့ပါရီအဲဟာသူ့ရဲ့ဝါရန်ဟုံးထက်ပိုများတဲ့စေတံအသုံးပစ္စည်းတွေကိုတွေ့လိုက်ရပါရီ လော်ရီနဲ့အက်ကရဲစခန်းလေးကိုတွားရောက်ရှောက်လွှဲတဲ့အခါမှာတော့ရဲတွေကအာနီ22ချက်တိတိထိုးခဲ့တဲ့ဓာတ်နဲ့တခြားယာတွေကိုပြတာပြီးတော့ညှင်းဆန်နေပါတယ်။ဒက်ဘီနဲ့ဒေးဗစ်ကတော့အာနီနဲ့ထောင်ဝင်စာတွားတွေ့ရင်ဒေးဗစ်ကသူ့ကိုစေတံပူကက်ခံရစဉ်ကခံစားချက်တွေကိုပြောပြပါရီ။အိမ်မရတာတွေတယောက်ကအမြင်နဲ့စကားလာပြောတာမျိုးတွေအထေးမကြံတော့တာတွေပြောပြတဲ့အခါမှာသူနဲ့အားလုံးကိုက်ညီနေကြအောင်အာနီကသိလိုက်ရပါရီ။စုံစမ်းမှုနဲ့လော်ရင်အက်တို့ကအမှုတစ်ခုကိုအတူတူဖော်ထုတ်ဖို့အတွက်တက်တေပြဖို့တတော်တစ်ခုရဲကိုရောက်နေပြီး ဒီနေရာမှာဖြစ်ပျက်ခဲ့ရာတွေကလော်ရင်းရဲ့အာယုံမှာရုပ်ရှင်ပြသသလိုမျိုးမြင်နေရပါတယ်။လော်ရင်းကအောင်းနှင်းမှာပေါ်လာတဲ့ကောင်မလေးတွေရဲ့နောက်ကိုလိုက်ရင်းနေ။အဲဒီကောင်မလေးရဲ့စိတ်ကပူးကက်လာကစေတန်ဘူးကလူသက်မှုကျူးလွန်ခဲ့တဲ့ပုံစံကိုလုပြနေပါတယ်။ပူးကက်ခံရတဲ့ကောင်မလေးဟာတခြားတယောက်ကိုတက်ပြတ်ပြီးတော့ရေကာတာလေးကိုခုံချသွားတာဖြစ်ကြောင်းသိလိုက်ရပါတယ်။လော်ရီရဲ့ကူညီမှုကြောင့်အလောင်းကိုရဲတွေကရှာတွေ့သွားပြီဖြစ်ကြောင်းစုံစမ်းမှုကပြောပါရည်။ညဘက်ရောက်တဲ့အခါမှာဒဗီကဖုန်းဆက်ပြီးအာနီယာသူ့ကိုယ်သူတေချောင်းကြံစီဖို့စူးစမ်းနေပြီးတော့ နားလေးကအဲ့ဒီရာကလည်းအာနီကိုအမိန်ပေးနေတယ်လို့ပြောပြပါရီအဒီကထောင်ထဲကဖာသားရဲ့အကူအညီကိုယူပြီးတော့အာနီကို24နာရီစောင့်ကြည့်စီးနေထဲထားဖို့အကူအညီတောင်းထားတဲ့ကြောင်းပြောလိုက်ပါရီအဲ့နောက်တော့မှလော်ရင်ကနက်ဆူရဲ့ဂျင်းစာဟာပြန်ဖြီလို့မရကြောင်းအက်ကိုပြောပြလိုက်ပါရီထောင်ထဲမှာရှိနေတဲ့အာနီဟာတညာလုံးမိတ်ဘဲနဲ့ငေါတော့ထိုင်းကထိတ်လန့်ကြောက်ရွံ့နေရင်းနဲ့ဆူတောင်းနေပါရီလော်ရင်နဲ့အက်ကရေခဲတိုက်တစ်ခုစီကိုတွားကြပါရီဘသူမှမတွေ့ရကြောင်းမလို့တကားကိုရိုက်ဖွင့်ကလော်ရင်ကဘရူနိုရဲ့အလောင်းကိုကင်ပြီးအာယုံခံကြည့်ပါရီ အဲ့ဒီမှာတော့လှေကားတစ်ခုနဲ့ယထာတန်လန်းတွေကိုတွေ့ရကြအောင်ပြောပါရီနောက်ထပ်လေးပဲကျောင်းဆောင်တစ်ခုနဲ့ဖျောင်းနိုင်ဒီပတ်ပတ်လေဝိုင်းပြီးတော့ထိုင်နေတဲ့လူဆန်းရက်ကိုလည်းတွေ့ရကြအောင်ပြောပြနေပါရီတို့ဟာအာနီရဲ့ကျင်းစာပြင်အောင်လုပ်နေကြပြီးတော့စေတန်ဟာအာနီကိုရသွားတာကြောင့်မလို့အာနီကိုတတ်တော့မေးလို့လည်းပြောပါရီအဲ့ဒီအချိန်မှာပဲအာနီကသူ့ရဲ့လက်ကောက်ဝက်ကိုသူ့ဟာသာသူလှီးချလိုက်တာကိုထောင်ဆောင်တွေ့သွားပါရီရေခဲတိုက်ထဲမှာတော့အာယုံခံနေတဲ့လော်ရင်းကိုရက်တက်မှုပြောနေရင်မိကလေးကိုသွားပြီးတော့ဖွင့်တဲ့အက်ကမတ်တထပြီးတော့ရက်လာတဲ့အလောင်းတလောင်းကိုတွေ့လိုက်ရပါရီ အဲ့ဒီမှာအလောင်းကအသက်ဝင်လာပြီးတော့လော်ရင်းကိုခွန်အုပ်လိုက်တာကြောင့်မလို့အက်ကလော်ရင်းကိုပြေးတိုက်ကကယ်ဆယ်လိုက်ရပါ ರಿ လော်ရင်းကသတိပြန်လဲရလာပြီးတော့အလောင်းကောင်ကြီးကအယုတ်ကျိုးပြက်လဲကျသွားခဲ့ပါ ರಿ အဲ့ဒီအလောင်းကောင်ကြီးကကြောက်မက်ဖွယ်ရရုပ်ပြက်ရှင်းပြက်ဖြစ်နေပြီးလော်ရင်းကတော့စီဒန်ဟာသူတို့ကိုတိနေရဲ့လို့အက်ကို ပြောပြလိုက်ပါ ರಿ အဲ့နဲ့လော်ရင်းဟာဒေးဗစ်တို့အိမ်ကိုရောက်လာကအာနီရဲ့အခြေအနေကိုမေးမြန်းတဲ့အခါမှာအာနီကိုအိတ်ဆေးပေးထားကြောင်းသိရပါ ರಿ သူတို့နှစ်ယောက်ဟာရရှိလာတဲ့စီဒန်ကျန်းစာကိုဖတ်ကြည့်တဲ့အခါမှာတော့ စေတန်နဲ့စိုးပူးတဲ့ခါမှာတယောက်ကိုတယောက်တက်ရမှာဖြစ်ပြီးကြံတယောက်ကလည်းကိုကိုကိုတက်တည်ရမယ်လို့ရေးသားထားကြောင်းတွေ့ရပါတယ်။ဂျိန်းစာစတင်ခဲ့တဲ့ចောင်းဆောင်ကိုဖျက်ဆီးလိုက်မယ်ဆိုရင်ဂျိန်းစာပြက်ပြင်းနိုင်ကြောင်းလည်းရေးသားထားပါသေးတယ်။ကျင်းစာစတင်ခဲ့တဲ့ចောင်းဆောင်နေရာဟာလော်ရင်ရဲ့အောင်းထဲမှာပေါ်ခဲ့ဘူးတာကြောင့်မလို့ပြန်ပြောင်းစဉ်းစားတဲ့အခါမှာတော့အဲ့နေရာဟာလိုင်တန်ပေါက်နေပြီးတော့ယထာတန်လဲကြားနေရာကြောင်းမြေအောက်ခန်းတစ်ခုဖြစ်နိုင်ကြောင်းပြောပါရီအဲ့ဟာအမှုတဲဖိုင်ကို ပြန်လဲဖက်ကြည့်ဖို့အတွက်ထားရလိုက်ချိန်မှာပဲလဲကြသွားပါရီ အလုံးလေးတရီလင်းနေတဲ့အတ်ဟာအိမ်မက်လိုလိုတကယ်လိုလိုနဲ့အိယာကနေထပြီးတော့ဝါရန်ဟုံးအခန်းထဲကိုရောက်သွားခဲ့ပါရီအခန်းဝမှာဒုရီယာပိုင်းကဂျင်းနဲ့ကိုသူပေးခဲ့တဲ့လဝါကတိုင်လေးကိုပြန်တွေ့ရအောင်မလို့စိုးရင်သွားတဲ့အချိန်မှာသုံးမတယောက်ဖြစ်တဲ့အော်ဂျူးကိုတွေ့လိုက်ရပါရီအော်ဂျူးကတော့သူ့ကိုတွေ့ဖို့နီးစပ်လာပြီဖြစ်တာအကြောင်းမလို့အားမလျှော့ဖို့ပြောရင်းနဲ့ပျောက်သွားပါရီသုံးမပျောက်သွားတဲ့တပြိုင်နက်ထင်းမှာရေခဲတိုက်ထဲမှာတွေ့ရတဲ့အလောင်းကောင်ကြီးကရောက်လာပြီးတော့အက်ကိုခုံးလိုက်တာအကြောင်းမလို့အက်ကတပတ်ကလဝါကတိုင်ကိုကိုင်ရင်းနဲ့ဗဇက်ကလေးပဲဖျားဆောက်ရွတ်ကာ တပတ်ကအလောင်းကောင်ဓာတ်နဲ့ထိုးပါလေသတင်းနောက်ပြည်သူကသူ့လက်ကိုဖမ်းဆွဲလိုက်တော့မှအဲဟာသတိပြန်နေဝင်လာပြီးတော့ကြိလိုက်တဲ့အခါမှာသူ့ဓာတ်နဲ့လိုက်ထိုးနေသူဟာလော်ရင်းဖြစ်နေမှန်းသိလိုက်ရပါတယ်ဒီတော့မှပဲလော်ရင်းနဲ့အဲဟာပြဿနာအရရကိုနားလေသွားပြီးတော့ဆုံးမရောက်နေပြီဖြစ်ကြောင်းလော်ရင်းကပြောပါတယ်အက်ကဆုံးမကသူ့အိမ်ကိုလာသွားတယ်လို့ပြောပြီးတော့တခုခုရှာဖွေနေပါတယ်အဲနောက်တော့မှလော်ရင်းကမနီးယားရောက်လာတဲ့နှင်းစီနဲ့တွေကိုသတင်းနောက်ပြောပြချက်အရတွေးလိုက်ရပါတယ်အက်ကအဲ့ဒါတွေကိုကင်ကြည့်တဲ့အခါမှာတော့နှင်းစီပန်းမွေနေကကြွေကြသွားခဲ့ပါတယ် ပန်းအုံးကိုပြစ်ချလိုက်တဲ့အခါမှာစီတန်ကိုးကွယ်သူရဲ့ရုပ်ထုကလေးကပန်းအုံးထဲကနေပြီးတော့ထွက်ကြလာပါရီသူတို့ဟာကျန်းစာအုပ်ကိုဘာသာပြန်နိုင်ရင်အစာပြူဟာចောင်းဆောင်ကိုရှာဖွေနိုင်မှာဖြစ်ကြောင်းပြောကသတင်းတောင်းတဲ့အတူတူအဖြေရှာခဲ့ကြပါရီအဲဒီနောက်တော့မှအဖြေရသွားတဲ့အက်ကကားတော့ယူပြီးတော့ကတုတ်ကြီးရဲ့ထွက်သွားကသတင်းတောင်းဖြစ်သူကိုတော့ရဲကိုအကြောင်းကြားခိုင်းလိုက်ပါရီလော်ရင်းကတော့ဖာသာတယောက်စီကိုသွားပြီးကျန်းစာတွေကအပိုက်တစ်ခုကိုဘာသာပြန်ဖို့အကူအညီတောင်းခဲ့ပါရီဖာသာကျန်းစာကိုဘာသာပြန်ပြီးတော့လော်ရင်းကိုဖက်ပြပါရီ ဖာသာကဖះအကြောင်းကမြေရောက်ခန်းတစ်ခုစီကိုလော်ရင်းကိုခေါ်သွားခဲ့ပါ၏အရင်က၉00ရောင်ဖြစ်တဲ့မြေရောက်ခန်းလေးကိုရောက်တဲ့အခါမှာအေဗန်တစ်ခုကိုထုတ်ပြပြီးသူ့ရဲ့တိတ်တိတ်ပုံမိမဟာသမီးလေးတစ်ယောက်ကိုမွေးပြီးမိရင်းထဲမှာသေဆုံးသွားကြောင်းပြောပြပါ၏ဖာသာဟာသမီးလေးကိုမြေရောက်ခန်းထဲမှာဖွက်ထားခဲ့ပြီးတော့တာဘာနယ်ကပျော်ရွှင်ခဲ့ရကြောင်းပြောပါ၏သူမဟာစေတန်ကျန်းစာအုပ်တွေကိုအဖော်ပြုနေနေမြေရောက်လန်ကောင်းနေထဲမှာရှောက်သွားနေတတ်တယ်လို့ပြောပါ၏ဒါကြောင့်စေတန်ကျောင်းဆောင်ဟာလေဒီမြေရောက်ထဲမှာရှိနိုင်ကြောင်းနဲ့အမြန်ဆုံးဖြည့်ဆည်းတင်ကြောင်းဖာသာကပြောပြလိုက်ပါ၏ အဲဒီအချိန်မှာပဲစုံမအော်ဂျူးကပြန်လေရောက်ရှိလာခဲ့ပါတယ်။လော်ရင်းကအများဆုံးပုံလိုက်ရပြီးတော့လိုင်ကောင်းတွေတဲကကျောင်းဆောင်ကိုလိုက်ရှာပါတယ်။ဒဗီနဲ့ဖုံးတော်ကြီးတပါးကတော့အာနီရဲ့ဘေးနားမှာရွတ်ဖန်နေပါတယ်။မီးတွေဖလက်ဖလက်ဖြစ်လာတော့ဒဗီကဖုံးတော်ကြီးကိုလှည့်ကြည့်တဲ့အခါမှာဖုံးတော်ကြီးကမီးလိုင်းကဖြစ်တာဖြစ်ကြောင်းနဲ့ဝိညာဉ်နဲ့မဆိုင်ကြောင်းပြောပြပါတယ်။အာနီကတော့စုံမဟာနီးကပ်လာပြီလို့ပြောနေပါတယ်။ဘုရားကျောင်းရဲ့မြေအောင်ခန်းထဲမှာတော့အော်ဂျူးကရောက်လာပြီးဖာဂင်ကိုလေပင်ကိုလှီးကတပ်ပစ်လိုက်ပါတယ်။ ော်ရီငါအစီတန်အကြောင်းတို့ကိုတွေ့သွားလို့ဖြည့်ဆည်းဖို့စူးစမ်းနေတော့မှာဆုံးကအော်ကျူကရောက်ရှိလာခဲ့ပါ रे အပြင်ဘက်မှာတော့အက်ကလည်းရောက်နေပြီးတော့မြေရောက်ခန်းကိုရိုက်ဖွင့်နေပါ रे ဆုံးမအော်ကျူကလော်ရင်ကိုခုံအုပ်ပြီးညလုံးကိုဓားနဲ့ဖောက်ဖို့လုပ်နေပါ रे အမှလော်ရင်ကဘေးကဆမ်းပြီးတဲ့ဂဲလုံးနဲ့အော်ကျူကိုထုပြီးတော့ထွက်ပြေးပါ रे အက်ကလည်းစေပေါင်းတူတစ်ချောင်းနဲ့ရောက်လာတဲ့အချိန်မှာတော့ဆုံးမလော်ရင်ရဲ့အတန်းနဲ့အော်ခေါ်လိုက်ကရုတ်တရက်ပေါ်လာပြီးတော့ညလုံးကိုမြုပ်သီးမုန့်နဲ့ပတ်လိုက်ပါ रे ဈေးဥပေါ်မှာတော့အာနီဟာတွန့်လိမ်ပြီးတော့အော်ဟစ်နေပါ रे ဖာသာကလည်းတက်တလောက်မတ်တလောက်ရုတ်ဖတ်နေပေးပါရီအာနီယာလေးဘောမြောက်တက်သွားပြီးတော့သူ့ရဲ့လေပင်သူလီးနေရကြောင်မလို့ဒဗီကဓာစီနေရပါသေးတယ်အက်ကမျက်လုံးမမြင်ရဘဲတွေးတွေးသမျှကိုတူနဲ့လိုက်ပြီးတော့ထုနေပါရီလော်ရင်းကရက်လိုက်ဖို့ပြောပြင်မယ်မျက်လုံးပြာနေတဲ့အက်ကလော်ရင်းကိုစုံမပဲထင်ပြီးတော့လိုက်ပြီးတော့ထုနေပါရီလော်ရင်းကတော့အက်ကိုသတိရဖို့အတွက်ချစ်ခဲ့ဘူးတဲ့နောက်ကြောင်းတွေကိုပြန်လဲပြောပြနေပါရီအဲဒီတော့မှပဲအက်ကသတိပြန်လဲဝင်လာပြီးတော့စေတန်အကြောင်းဆောင်ကိုစေပေါင်တူနဲ့အချက်ပေါင်းများစွာထူချလိုက်ပါရီ အဲဒီမှာပဲဆေးရုံကအာနီယသတိရလာခဲ့တယ်လို့အက်ကလည်းပဲသတိပြန်လေရရှိလာခဲ့ပါရီအဲနဲ့လော်ရင်းတို့စီကိုစုံမအော်ဂျူကရောက်လာပြီးတော့သူတို့ရှင်းမှာပဲတွန့်လင်ကောက်ကွေးနေပါရီစေဒန်နဆိုးကအော်ဂျူနဲ့ထားခဲ့ရတဲ့ဂရီအယအကြောင်းဆောင်ပျက်စီးသွားတဲ့အချိန်မှာငရေကိုပြန်မိုးအတွက်အော်ဂျူရဲ့ဝိညာဉ်ကိုထုတ်ယူသွားပါရီမကြခင်မှာပဲရဲတွေရောက်ရှိလာခဲ့ပါရီအာနီယတော့တရားရုံးမှာသတင်းတောက်တီတယုံယုံနဲ့တရားစီရင်မယ့်နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ နောက်ဆုံးမှာတော့အာနီယာထောင်9နှစ်သာကြာခဲ့ပြီးတော့ထောင်ကြနေစဉ်မှာပဲဒက်ဘီနဲ့လက်ထပ်ခဲ့ပါရီအခုချိန်ဒီပေါင်းဖက်နေစဲလေးဖြစ်ပါရီအဲ့ကတော့လော်ရင်းတွန်နွေရာသီအင်္ဂလိပ်လက်ဆောင်ပေးကနန်းနီနေပဲဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါရီဟုတ်ကဲ့ပါဒီစကားဆိုလို့ရှိရင်တော့ဖြစ်ရမှန်ဇလန်းတစ်ခုဖြစ်တာအကြောင်းပဲဇလန်းရဲ့နောက်ပိုင်းမှာအန်နဲ့လော်ရင်းအပါဝင်ဂလက်ဆီမီသားစုရဲ့အပြင်ရအင်တာဗျူးတွေအတန်ဖန်းတိတ်ခွေနေ အမန်တကယ်ဦးမကြောက်စရာကောင်းတဲ့ဇကားအဖြစ်ပရိသတ်အများပြားရဲ့အားပေးမှုကိုလည်းရရှိခဲ့တဲ့ဇလန်းလေးပဲဖြစ်ပါရခင်ဗျာအခုလိုမျိုးအစုံနှစ်လိုက်ပါအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်နေ့တွေများမှလည်းပဲအခုလိုမျိုးဇလန်းကောင်းများစွာနဲ့ပြန်လည်ရောက်ရှိလာခဲ့ပါအောင်